ယ်ဗျာခက်ချမ်းချမ်းသုံးဖို့အတွက်ဆိုရင်တော့ Dell Latitude Series ကိုပဲကျွန်တော်ရွေးချယ်ပေးမှာဖြစ်ပါတယ် Dell Latitude Series ထဲမှာမှ15.6လက်မ size G ကိုဘေးပေါင်ကျင်းမယ် Wagon Privacy Shutter ပါမယ်ဗျာ Never Key တွေပါမယ် Keyboard မှာ Backlight ပါမယ်အဲ့လိုမျိုးလုံးဝကျင့်နစ်နေတဲ့ Dell Latitude Series ကတော့12သိန်း5000ပဲဖြစ်ပါတယ် i5 ကို9 generation ဖြစ်ပါတယ် RAM 8GB နဲ့ SSD 256နဲ့ဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် RAM 8GB ကလည်း slot တစ်ခုအပေါ်ပါသေးတဲ့အတွက်ကြောင့်မလို့ နောက်တဲ့ slot တစ်ခုထပ်ဆိုင်မယ်ဆိုလဲလွယ်လွယ်ကူစိုက်လို့ရမှာဖြစ်ပါတယ် Dell Latitude series ပါလုံးဝကြစ်လစ်ပါတယ်15.6 480 480 display ဖြစ်တဲ့အတွက်အကြီးဆိုးနေအောင်တောင်းအောင်မှာဖြစ်ပါတယ်သူ့ရဲ့ညာဘက်ချမ်းမှာဆိုရင်တော့ SD card slot ပါမယ် headphone jack ပါမယ် USB 2 port HDMI LAN port တွေနဲ့ဘယ်ဘက်မှာဆိုရင် USB Type C နဲ့ဒီဘက်မှာ charging port ဖြစ်ပါတယ် Type C ကလည်းကျွန်တော် data transfer အတွက်ကော charging အတွက်ကောအသုံးပြုလို့ရမှာဖြစ်ပါတယ် okay အဲ့လိုမျိုးပော့တွေစုံစုံလင်လင်နဲ့ဒဲဘောင်ပြောက်လေးရတော့ဘောင်ကျင်းလေးပေါ့နော်12သိန်း5000ဖြစ်ပါတယ် i5 9th generation brand 8k ssd 25စဖြစ်ပါတယ် full hd display ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်